ဒေဝရတ်ကိုထောက်ခံတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးဖြစ်လာနော်ထောက်ခံလာကြတယ်အေးတချို့တတိနားလဲတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဒါဒေဝရတ်ဟာတသက်မဲ့ဒီအသိကွဲပြဲဖို့မြတ်စွာဘုရားရဲ့တပိတာဝကတွေအတွင်းမှာကွဲအောင်ပြဲအောင်တသက်လီဆယ်ပြီးတော့ဖန်တီးနေတာဒါဖြစ်တယ်လို့သူ့ကိုမထောက်ခံတဲ့ပုဂ္ဂိုလ်တွေကအဲ့လိုတွက်ကြတယ် အဲ့လိုနှစ်ပက်ခဖြစ်လာယဟန်နေသွားစီယုံနေစီယုံတော့သိပြီးတော့နားမလဲပါမလဲဝေဒာလီပြည်ကဝိစီတိုင်းသားယဟန်နေကသာသနာပေါ်ဝင်လာတာသိမကြသေးဘူးတရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းမကြွန့်ကျင်ကြဘူးဝီနည်းနဲ့ပတ်သက်ပြီးတော့လည်းမကြွန့်ကျင်ကြဘူးအဲ့ဒီကိုယ်တော်တွေကသဘောကျတယ်သာသနာပေါ်ဆိုတာဒီလိုမှ ဒေဝရချမှတ်တဲ့လမ်းစဉ်တိုင်းတို့ပြီးပြင်းပြင်းလိုက်မှာဒါမှဘုန်းကြီးပြီးတာဆိုပြီးတော့သဘောကျတဲ့ပုံကိုယ်တွေကသူ့ကိုထောက်ခံယဟန်း900သူ့ကိုထောက်ခံလိုက်တယ်ဟုတ်ဒေဝရကသူ့နောက်လိုက်နောက်ပါဟာယဟန်း900ရသွားတယ်ဒီနီးနဲ့ယဟန်း900ရသွားတယ်အဲ့ဒါလို့ယဟန်း900ရပြီးတော့ဟောပြောစည်းရုံးတာကို ဒီမြတ်စွာဘုရားကြားတယ်မြတ်စွာဘုရားကြားတယ်မြတ်စွာဘုရားကအေးမလုံးသင့်ဘူးငါဟောထားတဲ့ငါချက်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေပြတ်အောင်မလုံးသင့်ဘူးမလုံးဖို့မြတ်စွာဘုရားခေါ်ပြီးတော့တတိပေးတယ်မရဘူးမြို့ထဲမှာဆုံးခံသွားရင်ရှင်အနန္ဒာနဲ့တွေ့တော့သူကစကားပါလိုက်တယ်ငါရှင်အနန္ဒာဒီဥပုပ်နေမှာငါ သံဃာဂိုင်းကြီးတို့ခုခွဲပြီးတော့ထောင်တော့မယ်။ဂေါရမဗုဒ္ဓနဲ့ငါလမ်းခွဲတော့မယ်။ရဟန်းဂေါရမနဲ့ငါလမ်းခွဲတော့မယ်။အဲဒီလိုရှင်အနန္ဒာကိုပြောလိုက်တဲ့ပြောလိုက်ပြီးတဲ့နောက်မှာ तू ကဥပုံနေပါလို့လဲဆို။အေးရဟန်းဆိုတာဒီလိုချင်းနေတယ်။ငါရဟန်းဂေါရမကိုသွားတောင်းဆိုတယ်ဒီအချက်တွေ तू ကလက်မခံဘူး။အဲ့တော့ရဟန်းဆိုတာအခုလိုချင်းတာပိုကောင်းတယ် ကိုယ်တော်ရဲ့သဘောတူလို့ရှိရင်သူ့ကိုထောက်ခံကြမဲထဲကြပေါ့သူ့ကိုရှေးတော့ကတလာကလို့ခေါ်တယ်သူ့ကိုထောက်ခံတဲ့ပုဂ္ဂိုလ်နဲ့မထောက်ခံတဲ့ပုဂ္ဂိုလ်ထောက်ခံပြီဆိုလို့ရှိရင်အဲ့တော့စေးတံရေးထားတဲ့အမှတ်သားမဲတံလေးတွေကိုယူရအောင်အဲ့ဒါလို့ကျင်ညာလိုက်တဲ့အခါကျတော့ယဟန်900ကသူ့စကားကိုထောက်ခံလိုက်ကြတယ်ထောက်ခံလိုက်တာနဲ့ပဲ တိမ်ထဲမှာဥပုပ်ပြုတဲ့အချိန်မှာမြတ်စွာဘုရားရဲ့ဉာဏ်နဲ့တပည့်တွေနဲ့အပေါင်းအသင်းမလုံးတော့ဘဲနဲ့တန်ခါခိုင်းကြီးတစ်ခုထခွဲလိုက်ပေါ့နော်ဥပုပ်ပြိုင်သူပြုလိုက်တယ်အုပ်စုနှစ်ခုဖြစ်သွားတယ်အဲ့ဒါတန်ခါဗေဒကကံဆိုတာအဲ့ဒါကျွလွန်လိုက်တာပဲအဲ့ဒီနေ့တန်ခါဗေဒကကံဆိုတဲ့ဒီကံကြီးထိုက်တာဟာယဟန်မှာထိုက်တယ် ကိုရင်တောင်မထိုက်နိုင်ဘူးလူတွေလည်းတန်ဃဗေဒကကံဆိုတာမထိုက်ဘူးသို့တော့တန်ဃဗေဒကတန်ဃတွေကွဲပြားအောင်စေရနာဇိုးနဲ့လုပ်ရင်တော့နီးနီးအပြစ်ကြီးတဲ့ကံမျိုးဖြစ်တယ်ပေါ့တကယ်တန်ဃဗေဒကကံဆိုတာတိမ်ထဲမှာနှစ်ဘက်ကနှစ်ဖွဲ့လှုပ်ပြီးတော့ဒီဝိနိကံဆောင်းပြီဆိုလို့ရှိရင်တော့ဒါတန်ဃဗေဒကကံထိုက်တယ်လို့ခေါ်တယ်နော်တန်ဃဗေဒကကံထိုက်တယ် အဲ့တော့ဒေဝတာဟာရသဗျာရဲ့ဒီခြေမတော်ကိုသွေးခြေဥစေတဲ့လောဟိတုပ္ပါဒကကံကိုလည်းသူကျွလွန်လိုက်တယ်အခုတန်ခါပေတကကံဆိုတာကိုလည်းထပ်မံကျွလွန်လိုက်တယ်ဆိုတော့ကံကြီး၅ပါးထဲမှာသူနှစ်ခုကျွလွန်လိုက်တဲ့သဘောပဲအဲ့လိုကျွလွန်တာမြတ်စွာဘုရားကနေပြီးတော့တတိပေးတယ်ခေါ်ပြီးတော့ ကရုကောတန်ခါပေတော့တန်ခါကွဲပြောင်းအောင်လုပ်တာမင်းအပြစ်သိကြီးတယ်ညင်ညွတ်တဲ့တန်ခါကိုခွဲပြဲမဲ့ခွဲအောင်လုပ်တယ်ဆိုတဲ့အကုသိုလ်အလွန်ကြီးလေးတဲ့အကုသိုလ်ကဘာချီပြီးတော့ငရဲမှာခံရနိုင်တယ်မလုပ်ဖို့တားတယ်မရဘူးဒေဝတာကလှုပ်လိုက်တယ်အဲ့ဒါလို့လှုပ်ပြီးတဲ့နောက်မှာသစ္စာဗျာနဲ့သူထပ်ပြီးတော့မတွေ့တော့ အဲ့ဒီယဟန်တွေကိုခေါ်ပြီးတော့ဘယ်တိအောင်သွားတော့ဆိုတော့ဒါဆိုယုံမြို့မှာလှုပ်ပြီးတော့ခရာတိတလို့ဆိုတဲ့အဲ့အရင်တော့ဥရုဝေလကတ္တဗတို့အရိဒ္ဓပရိယာယသုတ်ဟောတဲ့နေရာပေါ့အဲ့ဒီခရာတိတဘက်ကိုသူခွဲထွက်သွားတယ်ပေါ့ဒေဝတာအဲ့လိုလှုပ်သွားစာဝေကျမ်းခန်းထဲမှာတော့ဒီ အချက်၅ချက်တောင်းဆိုပြီးတဲ့နောက်မှာတဲ့ဖះနဲ့မတွေ့ဘူးလို့ဒီလိုတာမန်ဆိုထားတယ်အဲ့တော့တကယ်ပြောရမှာတော့တန်ခါသင်းခွဲပြီးတဲ့နောက်မှာမတွေ့ဘူးလို့ဆိုရင်ပုံမှန်တယ်ပေါ့ဓမ္မပဒထက်ကရာမှာအချက်၅ချက်တောင်းပြီးတော့မတွေ့တော့ဘူးဆိုတာမဟုတ်ဘူးတွေ့သေးတယ်တောင်းပြီးတဲ့နောက်မှာမြတ်စွာဘုရားခေါ်ပြောသေးတယ်တခါတော့သို့တော့တန်ခါသင်းခွဲပြီးနောက်မှာတော့မြတ်စွာဘုရားနဲ့မတွေ့တော့ အဲ့ဒီနောက်မှာတော့မတွေ့တော့အဲ့ဒီလိုတန်ခါ900သူ့နောက်ပါသွားပြီသူ့ရဲ့ဖြားယောင်းသွေးဆောင်မှုကိုလက်ခံပြီးတော့တန်ခါ900ကိုခွဲထုတ်သွားတယ်အဲ့လိုခွဲထုတ်သွားတဲ့အခါမှာရှင်သာရိပုတ္တရာကမြတ်စွာဘုရားစီတရင်ပို့တယ်ရှင်ဘုရားတန်ခါ900နောက်ကပါသွားတယ်ဒီပဒတ်နဲ့အတူဆိုတော့မြတ်စွာဘုရားကသူတို့ဟာမလိမ္မိုးမလိမ္မာတွေဘာမှနားမလဲပဲနဲ့ပါသွားတာဒီတိုင်းကြည့်မနေကြနဲ့ လိုက်ပြီးတော့သူတို့နားလည်အောင်ပြောပြကြဆိုပြီးတော့ရှင်သာရိပုတ္တရာရှင်မောကလန်တို့ကိုလွတ်တာအဲ့ဒါနဲ့ရှင်သာရိပုတ္တရာရှင်မောကလန်တို့ကဒေဝရတ်နောက်လိုက်သွားတယ်အရေးခင်းကြီးနော်အဲ့ဒါလေဒေဝရတ်ရဲ့အရေးခင်းကသေးတာမဟုတ်ဘူးနော်အဲ့တော့အလုပ်တွေများကုန်တယ်ရာဇဂျိုကနေပြီးရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ဟာဒီနှစ်ပါးဒီပါသွားတဲ့ကိုရော်လေးတွေကိုပြန်ပြီးတော့နာပါချဖို့ ်မြတ်စွာဘုရားရဲ့တဘောကတော့ဒီကိုယ်တော်လေးတွေကဘာမှနားမလဲဘူးမမမယွင်းရအောင်သူတို့နားလဲအောင်သူပြောကြဆိုပြီးတော့မြတ်စွာဘုရားကလွတ်လွတ်သူတို့နှစ်ပါးသွားတာသူတို့နှစ်ပါးရောဒေဝရတ်စီလဲသွားတယ်လို့လဲသတင်းကြရောကိုတော်တစ်ပါးကထိုင်ပြီးတော့ငိုတဲ့မြတ်စွာဘုရားနားမှာတဟီးနဲ့ငိုနေတော့မြတ်စွာဘုရားဟဲ့ဘာလို့ငိုတာတုံးဆိုတော့ မြတ်စွာဘုရားရဲ့တပည့်လက်ယုံတပည့်ကြီးတွေအကသာဝကဖြစ်တဲ့ရှင်သာရိပုတ္တရာရှင်မောကလန်တို့လေဒေဝတ္တနောက်လိုက်သွားကြပြီဖျားဒီလိုသူကအထင်လွဲသွားတာကိုဒေဝတ္တတရားကြိုက်လို့ဒေဝတ္တနောက်လိုက်သွားတယ်လို့ထင်တာကိုအဲ့ဒါလို့ငိုသေးတဲ့စာထဲမှာမှတ်တမ်းတင်ထားတာမဟုတ်ဘူးမြတ်စွာဘုရားကအရှင်းပြောတာသူတရားကြိုက်လို့သူ့နောက်လိုက်တာမဟုတ်ဘူး ပါသွားတဲ့ကိုတော်လေးတွေလမ်းလွဲကုန်ပါဆိုလို့သူတို့ကိုကဲ့တင်မှုလိုက်သွားကြတာလို့အဲ့လိုပြောမှအငိုတိတ်တယ်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ဟိုရောက်တယ်ရောက်တဲ့အချိန်မှာဒေဝရကသူပိယိတ်တအလေကောင်မှသူတရားဟောတယ်ဖျားလို့လှုပ်ပြီးတော့သူတရားဟောရှင်သာရိပုတ္တရာတို့လည်းရောက်လာရောသူကဘာပြောတော့အေးကြည့်ကြတဲ့ ဂေါရမဗုဒ္ဓရဲ့ဂေါရမယဟန်ရဲ့တကယ့်ထိတ်တန့်တပြည်ကြီးနှစ်ပါးလဲငါတရားကြိုက်လို့လိုက်လာချပြီ။ငါငါလှုပ်တာဘလောက်မှန်တယ်လဲဆိုတော့မင်းတို့စဉ်းစားကြည့်။ဆိုတော့သူ့နဲ့အပေါင်းမှာဖြစ်တဲ့ကောကလိကကထကန့်ွက်တယ်။မဟုတ်ဘူးကိုရောသွားအထင်မကြီးနေတယ်။ဒီသာရိပုတ္တရာတို့မောကလန်တို့ဆိုတာလူညစ်တွေလူညစ်တွေ ကလင်ကြစ်လုတ်တတ်တယ်တောကြကြလို့ရှိရင်ဟိုသူတို့ရောက်လာတာကိုလက်မခံရင်လည်းဒုက္ခပေးလိုက်မယ်လို့ဟိုကပြောတာမဟုတ်ပါဘူးတဲ့ငါတရားကြိုက်လို့လိုက်လာတာလာပါစေပေါ့ तू ကရှင်သာရိပုတ္တရာ तू နားလဲရောက်ရော तू ကနေရ तू နဲ့တူတူထိုင်ခိုင်းတယ်နေရထက်ဝက်ပေးပြီးတော့ထိုင်ခိုင်းတော့ရှင်သာရိပုတ္တရာကမထိုင်ဘူးတင့်တော်တဲ့နေရာတနေရာမှာထိုင်နေရှမောကလန်ကလည်းတင့်တော်တဲ့နေရာမှာထိုင်နေတယ် ယဟန်ဒီကိုပြောတယ်တရားဟောတယ်ရှင်သာရိပုတ္တရာရှင်မောကလန်တို့ပါတယ်ပရိသတ်ထဲမှာတရားတွေဟောခေါ်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားလှုပ်တယ်လို့ပဲကဲမအိတ်ချင်ညာသေးဘူးတန်ဃာတွေကငါတော့ကြောအောင်နေပြီခဏနားကျင်တယ်အိတ်ဆက်ကျင်တယ်တာရိပုတ္တရာတို့မောကလန်တို့ဆက်ဟောလိုက်ကြသူကနေပြီးတော့အဲ့ဒါလို့လှုပ်ပြီးတော့သင်္ကန်းကြီးကိုလေးကောက်ခောက်ခောက်ပြီးတော့ ဒီခရိုင်းအိတ်တဲ့အိရာပေါ်မှာသွားပြီးတော့အိတ်လိုက်တာမကြခင်မဲ့အိတ်ပြောင်းသွားတယ်အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကဘာလုပ်လဲဆိုရင်ယဟန်နေရဲ့စိတ်ကိုတိတဲ့အာရေတနာပါတိဟာရိယဆုံးမတွင်မှုပြုတဲ့အနုတတနိပါရိဟာရိယဆိုတဲ့အစွမ်းတတိနှမျိုးကိုအသုံးချပြီးတော့ယဟန်နေကိုတရားဟောတယ်ရှင်မောကလန်ကအဋ္ဌိပါရိဟာရိယဆိုတဲ့တကူအမျိုးမျိုးပြပြီးတော့ အနုတတနိပါတိဟာရိယလို့ဆိုရဲဆုံးဝစကားလေးကိုပြောကြတယ်ဒီနှစ်ပါးရှင်သာရိပုတ္တရာကသူတို့ရဲ့စိတ်နေစိတ်ထားတွေကိုကြည့်ပြီးတော့ဆုံးဝစကားပြောကြတယ်ရှင်မမောကလန်ကတကူပြပြီးဆုံးဝစကားကိုပြောကြတဲ့အခါအဲ့ဒီနားမလဲတဲ့ကိုတော်တွေဟာနားလဲပြီးတော့จุတရားရသွားကြတယ်จุတရားလည်းရရောဟိုကအိတ်ကောင်းတော့မှရှိသေးတယ် အဲ့တော့ဒေဝရရဲ့လှုပ်ချက်တွေကမှားနေတယ်ဆိုတာကိုပြပြီးတော့ရှင်သာရိပုတ္တရာရှမောကလန်တို့ကကဲတို့ရသော်ဘုရားစီပြန်ကြမယ်အမှန်ကန်သိကြရပြီဆိုတော့တရားစစ်တရားမှန်ကိုကိုတော်တို့သိကြပြီတို့နဲ့တူတူ ပြန်ကြမယ်လို့ဆိုပြီးတော့ကောင်းငင်ရံကနေတက်ပြီးတော့ယဟန်ငါရခြံရံပြီးတော့မြတ်စွာဘုရားစီပြန်သွားကြတယ်ဒေဝရကတခေါကောနဲ့အိတ်နေတော့မှရှိသေးတယ်အချင်း အဲ့ဒီအချိန်မှာကောကာလိကကထလာပြီးတော့ဒေဝရတ်ကိုသွားနှိုးတယ်။သာရိပုတ္တမောကလနုကိုမယုံမနဲ့လို့ပြောရတဲ့နဲ့ဟိုမှာခေါ်သွားပြီးတပါးမှမကြံတော့ဘူး။နော်ခေါ်သွားကုန်ပြီ။ဆိုပြီးတော့ရင်ဘတ်ကိုဒူးနဲ့ဆောင်းနေတယ်။အထကရာထဲမှာပါလာ။ပါဠိတော်မှာတော့မလုတ်တယ်လို့မပါပါဘူး။အဲ့ဒီလိုခေါ်သွားပြီလို့ဆိုတော့ ဘသူပဲကြံတော့လို့ဆိုသူနဲ့ကောကလိကနဲ့သူအပေါင်းဖာ၄ပါးပဲကြံတော့တယ်အားလုံးဟာသူအယံကြီး6ကပ်ပြီးတော့သွားတယ်သူတို့ဘသူမှမပါတော့မရှိတော့အဲ့ဒီအချိန်မှာစိတ်တက်တည်ကြသွားလူဆိုတာကိုလုတဲ့လုပ်ငန်းတစ်ခုမအောင်မြင်ဘူးဆိုလို့ရှိရင်စိတ်နှလုံးဟာပူပန်တယ်လေအဲ့လိုပူပန်လာတဲ့စိတ်နှလုံးကြောင့်မို့လို့နှလုံးသွေးတွေကနှလုံးတွေတအားပူလာတဲ့အခါမှာသွေးအံ့တယ်ပေါ့ မျိုးဖြစ်တတ်တယ်။အဲ့တော့ဒေဝဒတ်ဟာအဲ့ဒီနေရာမှာသွေးအံသွားတယ်စိတ်ဆင်းရဲမှုကြောင့်သွေးအံသူလုံးတဲ့လုပ်ငန်းတွေကဒါအစွမ်းကုန်သူလုံးလိုက်တာမအောင်တော့ဘူးမအောင်တော့အချက်လဲရမယ်အဲ့ဒီမှာသွေးအံဝမ်းနဲ့ကြည်ကွဲပြီးသွေးအံသွားတော့အဲ့ဒီကနေစပြီးတော့မကြမ်းမမာဖြစ်တာကိုလာတဲ့ခရတိတာမှာကိုလာတိတိမကြမ်းမမာဖြစ်တယ်မြတ်စွာဘုရားလည်းအဲ့ဒီယဟန်းတွေ ရောက်လာတာနဲ့နောက်ပိုင်းကျတော့တာဝတိပြည်စေတဝန်ကျောင်းဘက်ကိုကြွသွားတယ်ရာဇကျော်ကေဝရကြီးကလည်းမကြမ်းမမာနဲ့ကိုလတိုင်တိုင် လူမမာဖြစ်နေတော့နောက်ဆုံးချိန်မှာအားရအမတန်နဲလာပြီဆိုတော့သူ့စိတ်တရားတွေးလာတယ်။ဩငါဟာဂေါရမဗုဒ္ဓကိုစန့်ကျင်မဲ့လုပ်ခဲ့တာ အရင်တော့သူစန့်ကျင်တယ်မဟုတ်ဘူးလေမြတ်စွာဘုရားနဲ့နှစ်ပေါင်းများစွာအတူနေပြီးတော့မှသူစန့်ကျင်တယ်မြတ်စွာဘုရားတတ်တော်82နှစ်ကျော်မှနှစ်နှစ်လောက်မှသူစန့်ကျင်မဲ့လောက်တာကိုအစပိုင်းတော့ကသူစန့်ကျင်တာမဟုတ်ဘူးအဲ့ဒီမှာတတိတံဝေကတွေရလာပြီးတော့ငါကသာစန့်ကျင်နေတာငါပေါ်မှာတော့မေတ္တာမပြတ်ရှာဘူးပေါ့ငါဘာလုပ်လို့ ငါ့ကိုမလုံနဲ့လို့ပဲတားတယ်ပေါ့မဟုတ်တာတွေမလုံနဲ့လို့ပဲပြောတယ်အဲ့တော့နောက်ဆုံးချိန်ငါလည်းကျမကြီးမကောင်းတော့ဘူးဂေါရမဗုဒ္ဓကိုငါနောက်ဆုံးချိန်တွေ့ချင်တယ်သူတပည့်တွေသူ့နားမှာရှိတဲ့ပုဂ္ဂိုလ်တွေအဖော်တွေကိုတိုင်ပင်တဲ့အခါကျတော့ကိုတော်ခုမှတော့လုံမနေနဲ့တလျှောက်လုံးရံဖြစ်နေပြီးတော့မှခုမှတော့သွားမတွေ့ချင်တယ်လို့ပြောမဟုတ်ပါဘူး ုရားသူ့ဘုံမှာအလုံးခွင့်လွတ်ပြီးသားပါသူတွေ့ချင်ပါလေပြောပါများတဲ့အခါကျတော့ရသော်ဘုရားကရာဇဂျုံမှာမရှိတော့ဘူးတာဝတိရောက်နေတယ်အဲ့တော့ထန်းစင်နဲ့သူ့ကိုတည်သွားတယ်တာဝတိမျိုးရောက်တဲ့အခါကျတော့ဇေရွန်အကြောင်းအနိနာကဇေရွန်ရေခန်းကြီးနားလည်းရောက်ရောထန်းလာတဲ့ကိုတော်တွေကမောပန်းတော့ခိတ္တခဏအဲ့ဒီ ခန်းစဉ်ကိုအောက်ချရေမိုးချိုးမယ်စေတော်ရေကန်ကြီးနားမှာရေချိုးကြမယ်မျက်နှာတစ်ကြမယ်လို့ခဏချတဲ့အချိန်မှာသူကလည်းပဲအဲ့ဒီရေကန်ကြီးနားမှာခန်းစဉ်ပေါ်ကနေပြီးတော့ခြေတော်ကလေးနှစ်ဖက်တွဲလောင်းချတာမြေကြီးပေါ်အဲ့ဒီကနေစပြီးမြေမြိုတဲ့ဇာလန်းကဝင်လာတာနော်ခြေတော်နှစ်ဖက်ကမြေထဲရောက်သွားပြီးတော့မြေကြီးကကွဲအပ်လာပြီးတော့ တဖြည်းဖြည်းမြေကြီးထဲမှာခြေတော်တွေကဝင်း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 သွားတယ်နောက်ဆုံးဟာဒေဝတာဟာအဲ့ဒီရေကန်ပေးမှာပဲဒီမြေမျိုးချင်းကိုခံလိုက်ရတယ်အဲ့ဒီမြေမျိုးပြီးဆိုတဲ့အချိန်ကျမှသူဘာလုပ်လဲလို့ဆိုနောင်တရရလာတယ်မြတ်စွာဘုရားကိုနောင်တရရလာပြီးတော့ ဖះကိုနောက်ဆုံးအနေနဲ့သူရှ िख ိုးသွားတာဣမေဟိအဋ္ဌိဟိဓမ္မကပုဂ္ဂလာဒေဝတိဒေဝနရဓမ္မသာရထေသမန္တစကုံတတ္တပုံညာလက္ခဏာပါဏိဟိဗုဒ္ဓံတရဏဥပေမိလို့ဒေဝရတ်နောက်ဆုံးရသော်ဘုရားကိုရှ िख ိုးပြီးတော့ကိုယ်ဝေယအဖြစ်စိတ်ကတ်သွားတာဒီခါထာလေးနဲ့ဒီအတိပ္ပယ်လေးကိုဒေဝရတ်ဟာရွတ်ဆိုပြီးတော့ ညီးတွားရင်းနဲ့မြေကြီးထဲမှာဆုံးဆုံးမြုပ်ပြီးတော့တည်ဆုံးသွားတယ်ပေါ့ဒီလိုဆိုတာပေါ့နော်အတိဘေကဣမေဤအဋ္ဌိဟိဟောဒီအယိုးတွေနဲ့ဒုက္ခနာကိုငါတဏ္ဏမှာရှိတဲ့ဟောဒီအယိုးတွေနဲ့နောက်ဆုံးမှာအသက်ဇီဝိတာလည်းတည်တော့မယ်အဲ့ဒီအယိုးတွေနဲ့ဒီနတ်တကာတို့တဲ့မြတ်တော်မူတဲ့ ဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ဆုံးမတော်မူတတ်တဲ့တပ္ပယုတဉာဏ်တော်ကြီးမျက်စိတပ္ပယုတဉာဏ်မျက်စိရှိတော်မူတဲ့ဘုံလက္ခဏာမျိုးစုံပါတဲ့ပုဂ္ဂိုလ်မျက်ဖြစ်တဲ့အရှင်ဂေါရမမြတ်ဖရာကိုငါဟာအသက်တည်နဲ့စိတ်ကပ်ပါတယ်ဟောဒီမတည်သေးခင်လေးမှာဖရာကိုငါပြန်ပြီးတော့စိတ်ကပ်ပါတယ်ဆိုတဲ့စကားလေးကိုနှုတ်မြက်ပြီးတော့ နောင်တရပြီးတည်ဆုံးသွားတယ်အဲ့ဒီနေရာလေးမှာရသော်ဘုရားကသူ့ကိုသင်္ကန်းဝတ်ပေးလိုက်တာဟာဒီနောက်ဆုံးအချိန်လေးစိတ်ကောင်းလေးဝင်လာဖို့အတွက်ရသော်ဘုရားသင်္ကန်းဝတ်ပေးတာတဲ့လူဘဝနဲ့နေလဲပဲသူမဟုတ်တာလုံးမှာပဲမဟုတ်ကရဟန်းဘဝရောက်တော့လဲမဟုတ်တာလုံးတာပဲမဟုတ်တာလုံးတာချင်းတူတူလူဘဝနဲ့မဟုတ်တာလုံးလို့ရှိရင်တဲ့ အခုလိုနောက်ဆုံးတတိတံဝေကရတာမျိုးလူဘွားမှာဖြစ်မှာမဟုတ်ဘူးတဲ့ယဟန်ဝတ်တဲ့အခါမှာယဟန်တိတ်ခါနဲ့နောင်တဆိုတာပြန်ရလာပြီးတော့အခုလိုမြတ်စွာဘုရားပေါ်မှာဒီတော့အစိတ်တော်ရပြောင်းပြီးတော့မြတ်စွာဘုရားပေါ်မှာจิตနဲ့လက်ခံကိုယ်ဝေစိက္ခမှုပြုလုပ်တယ်ဒီအချက်ကိုကြည့်ပြီးတော့အခုလိုကိုယ်ဝေစိက္ခခြင်းဟာဘဝတန်လျာမှာ နောင်သူဘဝကလွတ်မြောက်ရေးကောင်းမှုတစ်ခုကို လုံဆောင်သွားနိုင်တဲ့အခွင့်အလန်းတစ်ခုသူရစေတယ်ပေါ့။ဟိုမနစ်ကစင်ကာပူသွားတဲ့အခါမှာစင်ကာပူမှာအသက်၈နှစ်လောက်ရှိတဲ့ကလေးလေးတရုတ်ကလေးသူကမေးခွန်းလေးရေးလာတယ်။အင်္ဂလိပ်လိုဗမာလိုကောင်းပြောတတ်ဘူးအဲ့ဒီကလေးလေး။သူမိဘတွေကတော့မြန်မာပြည်ကသွားတာပဲလူမျိုးကတော့ Chinese ပေါ့ အဲ့ဒီမှာသူကတော့ဗမာစကားကောင်းကောင်းပြောတယ်။သူကအဲ့ဒီမှာအင်္ဂလိပ်လိုရေးလာတယ်။မြတ်စွာဘုရားကဒေဝတက်ကိုဘာကြောင့်သင်္ကန်းကိုပေးရတာလဲဆိုမိခွန်းလေးပေးတယ်။နော်။သူစာရီဖတ်ပြီးတော့မြတ်စွာဘုရားဘာလို့ဒေဝတက်ကိုသင်္ကန်းမေးဝတ်ပေးရတာလဲဆိုတော့ Why the Buddha ordained the Devadatta တဲ့။သူမေးထားတယ်မိခွန်းလေး။အဲ့ဒီမှာ အဖြေကတော့မြတ်စွာဘုရားဘာလို့သူ့ကိုသင်္ကန်းကိုပေးတာတုံးဆိုသင်္ကန်းကိုပေးခြင်းကြောင့်ပြန်လှန်ပြီးတော့တတိယလာတဲ့အချိန်မှာလူပုဂ္ဂိုလ်တယောက်တတိယတာနဲ့မတူပဲနဲ့ကိုယ်ဘဝကိုလွတ်မြောက်ရေးအတွက်လုံနိုင်လောက်တဲ့လမ်းစာတစ်ခုထီအောင်ဖော်ထုတ်နိုင်လောက်အောင်စွန့်ရင်တတိရှိတယ်ယဟန်ဘဝကအဲ့ဒါကြောင့်မို့လို့ဘဝနေတရဏလို့ခေါ်တယ်ဘဝကထွတ်မြောက်မှုအတွက်ကြိုးစားနိုင်ခွင့်ရလာအောင်လို့မြတ်စွာဘုရားကဒီအချက်ကလေးကိုမျှော်ကိုးပြီးတော့ အခုလိုနောက်ဆုံးမှာအယိုးနဲ့အသက်နဲ့ဖျားကိုကိုယ်ဝယ်စိတ်ကပါတယ်ဆိုတော့ဒီသူ့ရဲ့အမားတွေကိုဝန်ချပြီးတော့နောက်ဆုံးဒီဖျားကိုရှိခိုးသွားတဲ့အဆင့်ကလေးအတွက်မြတ်စွာဘုရားသူ့ကိုသင်္ကန်းကိုပေးတာတဲ့ဒါကြောင့်မလို့နောက်ကဘာတသိန်းလွန်တဲ့အခါမှာသူဟာအဋ္ဌိတရဆိုတဲ့ပစ္စေကဘုရားဖြစ်တယ်ဒီဘဝမှာတော့ ရသော်ဘုရားပေါ်မှာကျွလွန်တဲ့ပြစ်မှုတွေကအလွန်များသည့်အတွက်ကြောင့်အင်မတန်မှမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်သူများကိုပြစ်မှုကျွလွန်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်လို့အပင်ငယ်ရဲမှာသူဟာချီမားစွာခံရတယ်တကဘာပတ်လုံးငရဲမှာခံနေရတယ်လို့ဒီလိုဆိုတာသူငရဲခံရပုံကိုဖော်ပြထားတဲ့ဟာလေအလွန်ကြောက်စရာကောင်းတယ်သူငရဲခံတာ ူ့ရဲ့ခန္ဓာကိုယ်ကြီးကအဝိဇ္ဇငရဲရောက်သွားတဲ့အခါအဝိဇ္ဇငရဲကြီးကဘာနဲ့တိဆောက်ထားတာတုံးဆိုလို့ရှိရင်အမောကတန်နဲ့အကာတွေကလည်းတန်အောက်ကမြေကြီးကလည်းတန်နော်တန်နေနဲ့တိဆောက်ထားတာငရင်လှုပ်လို့ဘာမှဖြစ်ဘူးအဲ့ဒီမှာဒေဝရကအဝိဇ္ဇငရဲရောက်သွားတဲ့အခါကျတော့နေရွက်ထီအောင်သူ့ခေါင်းခေါင်းကနေရွက်လောက်ထီအောင်အမိုးထဲမှာဝင်နေတယ်တဲ့ခြေထောက်ကလည်းဖမျက်ထီအောင်အောက်က မြေလွာတန်လဲမှာဝင်နေတယ်အရှိဘက်ကတန်ချောင်းကြီးတစ်ချောင်းကအရှိဘက်နိုင်ရန်ကဖောက်ထွက်လာပြီးတော့သူ့ရဲ့ရင်ဝါကနေဖောက်ပြီးအနောက်ဖက်ထိအောင်တန်ချောင်းကြီးတစ်ခုကနေပြီးတော့စုဝင်ထားတယ်တခါတောင်ဘက်ကနေပြီးတော့တန်ချောင်းကြီးကလည်းမြောက်ဖက်နိုင်ရန်ထိအောင်သွားဂလန်ကြီးဖြစ်ပြီးတော့စုဝင်နေတယ်အပေါ်ခေါင်းထိပ်ကနေပြီးတော့တန်ချောင်းကြီးကလည်းအောက်ထိအောင်ထွက်သွားပြီးတော့စုဝင်ပြီးတော့ဒေဝရ ဟာဘယ်လိုမှလှုပ်လို့မရတော့အောင်တန်ချောင်းကြီးတွေနဲ့ခေါင်းကလည်းပဲတန်အမိုးတွေဝင်နေတယ်ခြေထောက်ကလည်းတန်မြေကြီးတွေဝင်နေတယ်ဘေးတွေကလည်းပဲတန်ချောင်းကြီးတွေနဲ့နော်ဒီငါခင်တဲ့အခါမှာဟိုတစုထိုးထားတယ်လို့ပုံစံမျိုးကြီးနဲ့လှုပ်လို့ရှားလို့မရတော့အောင်အဲ့ဒါလိုခံရတယ်လို့စာပေကျမ်းမှာရေးထားတာရှိတယ်ပေါ့အေးရသဗျာကိုယ်တိုင်းကိုယ်က ဒေဝတ္တကိုအမြဲတမ်းတတိပေးတယ်အပါယီကောဒေဝတ္တတော်မြင်အပေကြတော့မှနေရီကောငရဲရောက်တော့မှပဲကပ္ပတ္ထောတဲ့တကဘာပလုံးခံရလိမ့်မယ်အတိတ်ကိစ္စပြင်လို့မရတော့ဘူးကုစားလို့မရတော့ဘူးသူလောက်တာတွေကလွန်ကျွန်သွားပြီးကုမရတဲ့ယောဂဆိုအင်ကီဝရေဘောပေါ့နော်ကိစ္စယောဂဖို့ဒ်စတေ့ရောက်သွားပြီးအင်ကီဝရေဘောကုလို့မရတော့ဘူးလို့ဆိုတာမျိုး ဒေဝရာပြင်လို့မရတော့ဘူးအခုလို့မရတော့ဘူးလို့မြတ်စွာဘုရားအချိန်ချင်းပြောခဲ့ဘူးတဲ့ပေါ့အဲ့ဒါလို့ဒုက္ခရောက်ပြီးတော့နောက်ဆုံးဒုက္ခရောက်တဲ့နေရာမှာပဲဒေဝရာဟာငရဲခံနေရရှာတယ်သို့တော်လဲနောက်ဆုံးမှာဝန်ချတောင်းပန်ပြီးမြတ်စွာဘုရားအပေါ်မှာခွင့်လွတ်သီးခံသွားတဲ့ကုသိုလ်ကြောင့်ကဘာတသိန်းလွန်တဲ့အခါမှာအဋ္ဌိတရဆိုတဲ့ အယိုးတွေနဲ့မြတ်စွာဘုရားကိုကိုးကွယ်ခဲ့တဲ့ကုသကောင်းမှုရဲ့စွမ်းအားကြောင့်ပြစ္ဆေကဘုရားတဆူဖြစ်ပြီးတော့တဏှာဝကကျွလွတ်လိုက်မယ်ဆိုရဲအကန့်တဖြာဒိတ်စကားကိုတော့မြတ်စွာဘုရားကမင်ကြားတယ်လို့အထက်ကရာတွေထဲမှာဒီလိုရေးသားထားတယ်ပေါ့အေးတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်တတော်80နှစ်ကျော်တဲ့အချိန်ပိုင်းမှာသာသနာတော်မှာဒီ ေဝရရဲ့အရေးအခင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒီဖြစ်ပေါ်လာတဲ့အရေးအခင်းမှာမြတ်စွာဘုရားကိုယ်တိုင်ပဲအသက်ကိုရန်ရှာခြင်းကိုခံရတယ်ပေါ့။ဘယ်လိုပဲခံရခံရမြတ်စွာဘုရားသည်မေတ္တာမပြတ်ကရုဏာမပြတ်တရားရည်ပေါ်မှာအကျဉ်းတရားနဲ့ပညာတရားနဲ့တရားရည်ရဲ့အကျိုးကိုဆုံးဒီအာထုတ်ကြိုးပမ်းခဲ့တာဖြစ်တယ်။လောကသားတို့ရဲ့အတွက် ရဗုဒ္ဓရဲ့ကြိုးပမ်းချက်ဟာအမခမ်းပဲဖြစ်ပါတယ်ဆိုတာကိုသိရှိမှတ်သားကြပြီးဘုရားမြတ်စွာရဲ့ခုံကျေးဇူးတို့ကိုအာယုပြုကကြည်နူးတဲ့ကုသိုလ်တရားဖြစ်ပွားနိုင်ကြပါစေကုန်သတည်း